အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လည် share link လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Facebook page admin ထည့်တဲ့နီလန်းလေးကိုကျွန်တော် share link လုပ်ပေးမယ် admin ခန့်တဲ့နီလန်းလေးပေါ့နော်အဲဒါကတော့လုံးဝမသိသေးတဲ့မိတ်ဆွေတွေတော့ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အသိပြီးတဲ့ဆရာသမားတွေကြော်တော့လို့ရပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်မယ်အဲဒါကတော့ Facebook ထဲမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မစ်ရှယ်ကကိုခန့်ကျင်တဲ့ page ထဲကိုပြောင်းလို့ပြောင်းရမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီနေရာမှာ page ထဲကိုကျွန်တော်ဝင်လိုက်မယ်အကျွန်တော်ကအလင်းတစ် page ထဲကိုကျွန်တော်ဝင်လိုက်မယ်အလင်းတစ် page မှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကအလင်းတစ် page ထဲရောက်သွားပြီအဲဒီ page ထဲကနေပြီးတော့ကျွန်တော်ကနောက်ထပ်ပေါ့နော် admin တယောက်ထက်ထည့်ကျင်တဲ့ဘ ᱹ လူပဲဖြစ်ပေါ့နော်ကိုထက်ကျင်တဲ့ admin ကိုထက်ထည့်မယ်ဆိုရင်အဲဒါကတော့ page ထဲမှာနော်အဲ page ထဲရောက်သွားပြီဆိုရင်ဒီမှာတိုင်လေးသုံးလိုက်နေရှိတယ်ဒီကကျွန်တော်စက်တင်ပဲရှိတယ်နော်အဲကြိုက်တဲ့နေရာက ွားလို့ရတယ်ဒီဘက်ကကျွန်တော်မျှပြထားတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်မယ် โอเคဒါဆိုရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီမှာကျွန်တော်တို့ personal debt book ရှိတယ်အဒီနေရာကသွားလဲရတယ်โอเคဒီနေရာကိုနှိမ့်လိုက်မယ်အနှိမ့်လိုက်ပြီးရင်နည်းနည်းဆွဲတင်လိုက်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 ပြီးတော့အဲဒီမှာပေါ့နော်အဲတချို့ကြတော့လေဒီ pay asset ဆိုတာမပေါ်နေဘူးเนาะမပေါ်နေဘူးဆိုရင်ဒီ CMO ဆိုတာတွေကိုနှိမ့်လဲเนาะအဲဒီမှာအောက်မှာကျွန်တော်ပြလာတဲ့ CMO ဆိုတာတွေနှိမ့်လိုက်ရင်သူကဒီ pay asset ဆိုတာဒီလိုလူကောင်းလေးနဲ့เนาะအဲဒီလိုဟာလေးပေါ်နေတာပေါ်နေတဲ့နေရာလေးလိုက်ရှာမယ်เนาะတချို့ကြတော့လုံးဝမသုံးသေးဘူးဆိုဒီအောက်ကသုံးတော့ကိုရောက်နေတဲ့တယ် โอเคဒါကတော့ကျွန်တော်က3နာရီဖြစ်တဲ့အတွက်အထက်ကိုရောက်နေတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မိရှင်ကအဲ့ဒီနေရာကိုနှိမ့်လိုက်โอเคနှိမ့်လိုက်ပြီဆိုတာနဲ့လက်ရှိအလင်းသစ်ပေမှာပေအဒမင်က9ရောက်ရှိတယ်ပေါ့နော်အဲနောက်ထပ်တစ်ယောက်ကျွန်တော်တို့ပေအဒမင်ထက်ထဲမှာဘယ်နှစ်ယောက်ပဲဖြစ်ဖြစ်ပေါ့နော်ဟာထက်ထဲမယ်ဆိုရင်ကျွန်တော်ရဲ့မိရှင်ကအဒီမှာပေါ့နော်ဒီမှာ ADD new ဆိုတာရှိတယ် add new ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ new လေးကိုနှိမ့်လိုက်โอเคနှိမ့်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်အောက်က next ကိုတစ်ချက်ထက်နှိမ့် အဲ့နေ့တခုနေ့တိုင်းရဒီနေရာဒီလိုမျိုးနာမည်ရေးရှာတဲ့နေရာလေးပေါ်လာပါတော့အဲ့ဒီနေရာမှာကျွန်တော်ရမယ့်စကားတစ်ချက်သတိထားရမှာကကိုတချို့ကြတော့လေအဲ့ကိုနဲ့ဖရမ်မဖြစ်ထားဘူးဆိုရင်ပေါ့နော်အဲ့ဖရမ်မဖြစ်ထားတာကိုကိုရဲ့ပေးဘူးပေါ့နော်အဲ့ဘယ်လိုပြောမလဲအတိမတ်မပြုတ်ထားသေးဘူးဆိုတာဒီနေရာမှာရေးရှာလို့တော်တော်ခက်တယ်ပေါ့နော်အကောင့်တော့ကတော့အဲ့ဖရမ်လောက်လိုက်တာကောင်းတာပေါ့နော် အဲဖန်လုပ်ပြီးရေးချတာအကောင်းဆုံးပါเนาะโอเคဒါဆိုရင်ကျွန်တော်ကဒီနေရာမှာအရေးချမယ်ရေးချမယ်ဆိုရင်ကိုအက်ဒမင်ခန့်မဲ့လူရဲ့ name ကိုရေးချရမှာပါเนาะအဲကျွန်တော်ကဘယ်ကောက်ကိုအက်ဒမင်ခန့်မလဲဆိုတော့ကျွန်တော်ဒီခင်မလိုင်းဆိုတော့ကောက်ကိုကျွန်တော်ခန့်မယ် K H I K H I N K โอเคဒီနေရာပို့လိုက်အောင်เนาะအဲဒီအကောက်ကိုဒါကျွန်တော်ကအက်ဒမင်ခန့်မယ်เนาะအဲဒီနေရာမှာလုံးဝမှားလို့မရတော့သေချာကြည့်ပါ အတကယ်လို့ကိုကဒီ account မဟုတ်ဘူးတခြားလူသွားပြီးတော့မှားယူသွားခံမိတတ်တယ်ပေါ့နော်အဲဒါကတော့ဖြစ်တတ်တာကိုပြောတာပါနော် account ကိုသိချာလို့အဓိကတော့ကိုရဲ့ account နဲ့ဒါ friend ဖြစ်ထားတာတော့အကောင်းဆုံးပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီ camera line ကိုခတ်မယ်ဆိုရင် camera line ကိုနှိမ့်ရမယ်အနှိမ့်လိုက်ရင်ဒီလိုမျိုးပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရဲ့ message ကဒီနေရာမှာရွေးချယ်ရမယ်အဲ့ဒီအကောက်ကပေါ့နော်ကိုခန့်မဲ့အဒမဲလူကစိတ်ချရလားယုံကြည်ရလားပေါ့နော်အဲ့ဒါမို့သူကရိုးရိုးပို့လေးလေးတင်တာလို့ဗီဒီယိုလေးတင်တာဒါတော့အဆင်ပဲထားမှလားဒါမှမဟုတ်လို့ လုံးဝပေးတစ်ခုကိုမန်းနေလို့လို့ရအောင်ပေါ့နော်အစီမံခန့်ခွဲလို့ရအောင်အားလုံးဖုတ်ကွန်တိုပေးမှလားဒီနေရာမှာမိတ်ဆွေကရွေးချယ်ရမယ်โอเคဒီလူကစိတ်ချရတယ်ကျွန်တော်ကလုံးဝသူ့ကိုစတင်ပိုင်းလို့ဘာလို့ပေးတစ်ခုလုံးအပ်ချင်လဲဆိုရင်တော့ဒီကလုတ်လေးကိုဖွင့်ပေးရမယ်နော်โอเคဒီကလုတ်လေးကိုဖွင့်ပေးဖွင့်ပေးရမယ်နော်ဒီကလုတ်ကိုဖွင့်ပေးပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီအောက်အဆက်ကိုလုံးလိုက်မယ်ဆိုတာနဲ့အဲဒီလူရဲ့ Facebook အကောင့်မှာ note ဒီတော့ကြာမှာမနော်ဒီနေရာမှာတစ်ချက်သတိထားရမှာကဥပမာကိုခတ်မဲ့အတမင်ကမယုံကြည်အောင်ဆိုရင်ဒီကလုတ်ကလုံးဝမဖွင့်ပေးပါနဲ့ အဲ့ဒါကလို့ယုံကြည်ရတဲ့စိတ်ချရတဲ့ပြဿနာမရှိဘူးသူတို့သူ့ယုံကြည်ရတဲ့လူဆိုရင်တော့ဖွင့်ပေးလိုက်ပါနော်။ Okay ဒါတော့ကျွန်တော်ယုံကြည်ရတဲ့လူဖြစ်တဲ့အတွက်ဖွင့်ပြီးတော့ပေးမယ်။ Okay ပွင့်မယ်ဆိုရင်ဒါလေးဒီခလုတ်လေးတော့ဖွင့်ပေးလိုက်ပါနော်။ဖွင့်ပေးပြီးပြီဆိုရင်ဒီရောက်ကကျွန်တော်တို့ asset ကိုကျွန်တော်နှိပ်ပေးလိုက်မယ်။အဲနှိပ်ပေးလိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ password ထည့်ပေးရမယ်။ဒီ password ကတော့အခုခန့်နေတဲ့ pay admin ရဲ့ password ပါနော်။အဲ password လေးကိုကျွန်တော်ရိုက်ထည့်လိုက်မယ်။ okay password baby ဆိုရင်အကျွန်တော်ဒီနေ့အောက်က confirm ပါเนาะအပြာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ် အဲ့နှစ်ရင်တချို့ဖုန်းတွေကြတော့အဲပြောမှဆိုရင် security ကောင်းတဲ့ဖုန်းတွေဆိုရင် Gmail ကိုနောက်တစ်ချက်ထပ်တောင်းနေနော်အဲကိုအဲ့ဒီ Gmail မှာကုတ်သွားယူပြီး confirm လုပ်ပေးရမှာနော်တချို့ကြတော့လည်း security name နဲ့ဖုန်းကြတော့လည်းအဲကျွန်တော်တို့ confirm နေပါတယ်မတောင်းဘူးနော်ဒီလိုမျိုးသွားတယ် okay ဒါဆိုရင်ဟိုဘက်ကဗောနော်အဒီ camera line အောက်ကလူမျိုးနေသွားတယ်ဗောနော်အနေရသဒါသူ့ကိုကျွန်တော်ကဒါ admin ထည့်လိုက်ပြီဒါပေမဲ့ तू က admin မဝင်ယူသေးတဲ့အတွက်သူတို့နေနေတာဗောနော် तू က admin ဝင်ယူရမယ် okay invite သွားလို့ရမှာဗောနော်ဒီ invite ကရက်30ဒီပဲရမယ်နော်ရက်30တည်းမှာ तू ကဝင်ရမယ် အဲ့တကယ်တော့သူမဝင်ဘူးဆိုရင်တော့ဒါပျောက်သွားပြီးတော့အစပြန်လို့ရမှာပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော် Uranium ကိုထပ်ပြပေးမယ်။အဲ့ဒါဆိုရင်ဒီ Kimberline အကောက်ကိုတော်ပြီးတော့ဘယ်လိုမျိုး invite လုပ်ရလဲဆိုတာလေးကိုထပ်ပြပေးမယ်ပေါ့နော်။ဟာဒါထွက်လိုက်မယ်။ Okay ဒါဆိုရင်ဒီဘက်မှာ Kimberline အကောက်ဆိုတာကျွန်တော်မှရှိတယ်။သူ့မှာဘယ်လိုပေါ်လဲဆိုတာကိုကျွန်တော်ပြပေးချင်လို့ပေါ့နော်။ Okay ဒီမှာ Kimberline အကောက်နော်။သူ့မှာ Nudie လေးကဒီလိုမျိုးသွားပေါ်တယ်။အဲအဲ့ Nudie လေးကိုခေါင်းလောင်းလေးကိုချက်နေလိုက်။နေလိုက်ရင်အဲသူကပေါ့နော်။အဲဒီလူကအကွေအကောက်ကိုလာပြီးတော့အဲ invite လုပ်ထားတယ်ဆိုတော့လာပြပေးတာပေါ့နော်။လာပြပေးတဲ့သူပုံလေးနဲ့လာပေါ်နေတယ်။ โอเคကျွန်တော်ရဲ့ message ကနှိပ်လိုက်โอเคနှိပ်လိုက်ပြီးရင်ဒီလိုဒီလိုမျိုးလို့ပေါ်လာမှာเนาะတကယ်လို့ကျွန်တော် message ကအာရတဲ့ဒီ link တွေပဲကိုငါကအဲ admin ပြန်ယူဝင်ယူမယ်ပေါ့เนาะအဲဒီမှာကျွန်တော်သူစာရေးတာ invite လို့လက်ခံမယ်ဆိုရင်တော့အဲဒီဘက်ကပေါ့เนาะ review invite ကိုနှိပ်လိုက်တာ ਨੇ ရပြီတကယ်လို့ကျွန်တော် message လက်မခံဆိုဒီဘက်ကိုနှိပ်ပေါ့เนาะโอเคဒါကကျွန်တော်လက်ခံချင်တာဖြစ်တော့ဒီဘက်ကအပြာလေးပေါ့เนาะအဲအပြာလေးကိုကျွန်တော်နှိပ်တယ်မယ်အဲနှိပ်လိုက်ရင်ဒီတိုင်းပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်က next ကိုတစ်ချက်နှိပ်မယ်အဲပြီးသွားရင်ဒီနေရာမှာအဆန့်ပေါ့เนาะအဲကျွန်တော်ဒီအောက်ကအပြာလေးကိုတစ်ချက်နှိပ်လိုက်မယ် โอเคပြီးသွားပြီဆိုရင်ရတယ်ဗျာဒါဆိုရင်ကျွန်တော်ကပေ့တဲ့တစ်ခါတည်းဝင်မှာနောက်မှဝင်မှာကြဲတဲ့ချိန်မှာဝင်ဝင်ချင်တဲ့ချိန်ဝင်လို့ရမှာเนาะโอเคတစ်ခါတည်းဝင်ချင်တဲ့ဆိုရင်အဲဒီမှာပေါ့เนาะအဲကျွန်တော်တို့ကဆွီနောင်းချက်နှိမ့်တယ်မြေ โอเคဒါဆိုရင်ဒါဒီဘက်ပေးရပါเนาะကင်မလိုင်းဆိုတော့ပေးအကောက်ကနေပြီးတော့အဲဒီပေးမှာဒါအဒမင်ဖြစ်သွားပြီပေါ့เนาะโอเคဒါသူလက်ခံလိုက်တော့တော့အဒမင်ဖြစ်သွားပြီအဲကျွန်တော်ရဲ့မိတ်ဆွေကသွားကြည့်မယ်ဆိုရင်လည်းသွားကြည့်လို့ရတယ်ပေါ့เนาะโอเคဒီမှာကျွန်တော်ဆွဲပြပေးမယ်နည်းနည်းလေးပေါ့เนาะအဲဒီမှာပေးအဆက်ထဲကိုရောက်လာပြီရောက်လာအဲဒီမှာခုနကတော့နေနေမနေတော့ပေါ့เนาะဟိုဘက်မှာသွားကြည့်နေမနေတော့ပေါ့ဒါဆိုရင်ဒီမှာအဒမင်တစ်ခုအဒမင်ဖြစ်သွားပြီပေါ့เนาะโอเคဒီဗီဒီယိုလေးကတော့အဲဒီလောက်ပါပဲ အဲတချို့ဒီနေရာမှာနားမလည်တဲ့အတွက်ပေါ့နော်အဲဘယ်လိုမျိုးအက်ဒမင်ထည့်ရလဲတောင်းဆိုတဲ့အတွက်အဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဒီ video လေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအက်ဒမင်ထည့်ရနိုင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်